မင်္ဂလာပါအင်အား9.9ရှိတဲ့ငလင်ကြီးမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တာဧပြီလ9ရက်နေ့ဆိုရင်10ရက်ပြည့်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာတော့ပထမဆုံးအနေနဲ့ငလင်ကြီးအကြောင်းအနှစ်ချုပ်ပြန်တင်ပြမှာဖြစ်တယ်လို့2005ခုနှစ်ကမြေပုံတပုံနဲ့တင်ပြတော်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ငလင်ကြီးအကြောင်းအနှစ်ချုပ်ပြီးတော့ပြန်ပြောချင်ပါတယ်မလ28ရက်နေ့ဒေသစံတော်ချိန်မွန်လွယ်12နာရီမိနစ်90မှာ အင်အား9.8ရှိတဲ့ငလင်ကြီးဟာစကိုင်းမြို့နယ်စရေးရွာအနီးကိုဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့ပါတယ်။ငလင်ဟာအနက်တိမ်ပြီးတော့10ကီလိုမီတာပဲရှိခဲ့သလို85စက္ကန့်လောက်ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့ပါတယ်။ဒီငလင်ဟာစကိုင်းပြည့်ရွာရောတလျှောက်လှုပ်ခတ်တဲ့ဘေးဒိုက်ရွေချရတဲ့ Strike Slip Super Shear ငလင်လို့ပညာရှင်တွေကသုံးသပ်ပါတယ်။ဒီငလင်ကြောင့်ပေါ်လာတဲ့အကြောင်းကြီးဟာ USGS ရဲ့တွက်ချက်မှုအရဆိုရင် လျင်ဘိုးချက်ကနေမြောက်ဘက်ကို85ကီလိုမီတာ58မိုင်အထိရောက်ပြီးတော့စင်ကူးမြို့တောင်ဘက်မှာဆုံးပါတယ်။မလင်ဘိုးချက်ကနေတောင်ဘက်ကိုအကွဲမှုဟာကီလိုမီတာ420မိုင်260အထိရောက်ပြီးတော့ဖြူးမှာဆုံးပါတယ်။ဒါကြောင့်အစအဆုံးဆိုလို့ရှိရင်ကီလိုမီတာ460မိုင်190ကျော်ရှည်ပြီးတော့မန္တလေးတိုင်းစင်ကူးကနေပဲခူးတိုင်းဖြူးအထိရောက်ပါတယ်။မူလမြေပြင်အနေထားကနေတမီတာ ုံးပေသုံးလက်မအထက်ရှည်တဲ့အရွေကိုစင်ကူးနဲ့အုတ်တွင်းချားမှာအများစုတွေ့ရပြီးတော့ဖြူမြုပ်အောက်ဘက်ကနေတောင်ဘက်ဆက်ဆင်းရင်တော့တမီတာအောက်ရော့သွားတာတွေ့တယ်လို့ဆိုပါတယ်။ငလင်အကွဲမှုရဲ့ဘူချက်ဟိုက်ပိုစင်တာရဲ့အရှိတောင်ဘက်စကိုင်းနဲ့အမရပူရာချားမှာ၄ .3334 မီတာ14ပေကျော်အထိမြေရွယ်ဆောင်မှုတွေ့ရတယ်လို့လည်း USGS ကဆိုပါတယ်။ Geospatial Information Authority of Japan GSI ကတော့6မီတာလောက်အထိရွယ်ဆောင်သွားတယ်လို့မှန်းပါတယ်။ အသေးပြောက်ကတော့ထပ်တည်ရတဲ့အမျှဆက်လက်မြင့်တက်နေဆဲဖြစ်ပြီးတော့ဧပြီလ9ရက်နေ့နေ့လယ်ပိုင်းမှာဒေးတောင်ကျော်လာပြီးဖြစ်ပါတယ်ဒီငလင်ဟာ1932ခုနှစ်ကလှုပ်ခဲ့တဲ့အင်အားရှိရှိတဲ့မေမြို့ငလင်ကြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအားအကောင်းဆုံးငလင်ဖြစ်ပါတယ်အဓိကနောက်ဆက်တွဲငလင်ကတော့မိနစ်ပိုင်းအကြာမှာမန္တလေးလေစေးအောင်မှာလှုပ်ခဲ့တဲ့6.8ရှိတဲ့ငလင်ကြီးဖြစ်ပါတယ် ဒါကတော့မြန်မာနိုင်ငံမှာအင်ဟအပြင်းဆုံးဖြစ်ခဲ့တဲ့မေမြွငလင်ကြီးလောက်ခဲ့တဲ့ကြောက်ကြမ်းပြည့်ရကျော်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ငလင်နဲ့ပတ်သက်တဲ့အချက်အလက်ချို့ကိုပြောရမယ်ဆိုရင်ဒီငလင်ဟာမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း330အနက်မှာ58မြို့နယ်မှာတက်ရောက်မှုရှိခဲ့ပါတယ်နောက်ဆက်တွဲငလင်ပေါင်းစုစုပေါင်း304ခုအထိလောက်ခဲ့တယ်လို့ဧပြီလ9ရက်နေ့အစောပိုင်းအထိကောက်ယူထားတဲ့စစ်တမ်းတွေကသိရပါတယ်ကျမကြီးအဆောက်အုံဆေးရုံလို့ကျမကြီးအဆောက်အုံမျိုး 3ခုလုံးဝပျက်စီးသွားပြီးတော့22ခုဆိုးရွားထိခိုက်ခဲ့ပါတယ်။ငလင်တန်နဲ့လူရည်ဟာစုစုပေါင်း18တန်းထိရှိတယ်လို့ခန့်မှန်းထားပြီးတော့အဲ့ဒီအထက်ကမှ6တန်းဟာဆိုးဆိုးရွားထိခိုက်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မြေပုံတပုံကြောင်းပြောကြင်ပါတယ်။ဒီမြေပုံမြန်မာနိုင်ငံငလင်ကောမဒီဒုက္ခရာလဲလုတ်ခဲ့တဲ့ဘုံမိဗေဒပညာရှင်ငလင်ပညာရှင်ဦးစိုးသူရထွန်းရဲ့ The Kind Folk A Deck Study Report on ဆက်စီမိုထထိုးနဲ့ implications in မြန်မာဆိုတဲ့2006ခုနှစ်ကစာရမ်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်ဒီပုံကိုဒေါက်တာမောင်သိန်းဦးတင့်လွင်ဆိုရင်လည်းဒေါက်တာစုံဟန်တို့ကရေးဆွဲတာဖြစ်ပါတယ်ဒီပုံထဲမှာပျက်စီးမှုများဆုံးဆိုပြီးတော့ပြထားတဲ့မြန်မာနိုင်ငံအလဲပိုင်းကနေရာဟာအခုငလင်ကြီးဒဏ်အ धिक တက်ရောက်ပြီးတော့ပျက်စီးမှုများတဲ့နေရာနဲ့ထပ်တူကြနေပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့ဆရာဦးစိုးသူရထုံးကိုအခုလိုမေးမြန်းထားပါတယ် အဲ့တော့မှတ်ပါတယ်ကျွန်တော်အဲ့ဒီမြေပုံကိုတုံးခဲ့တယ်ပေါ့နော်မြေပုံကဟိုကျွန်တော်ဆရာတွေနဲ့လုပ်ဖို့အကင်ပဲဒီကစပြီးပြုစုပေးတာပါ2005ခုနှစ်ကပါအဲ့တော့ဟိုကျွန်တော်နောက်ပိုင်းသူရိနာစာတန်းနေကြီးတဲ့ခါမှလည်းကြောင်ဆက်ပြီးတုံးခဲ့တယ်မြေပုံရဲ့သဘောက2005မြေပုံရဲ့သဘောကတော့ deterministic ပဲလို့ခေါ်တယ်ပေါ့နော်သူကဘာလဲဆိုတော့နိုင်ငံရေးသမားတွေစီမံခန့်ခွဲလူတွေကရည်ဘူးရစဉ်းစားနိုင်ရတဲ့ဘို့အတွက်လုပ်ပြီးတာပါအဓိကပြည်သူတွေရောပေါ့နော် ဒီမျိုးပုံကြည့်လိုက်တာနဲ့ရှင်းရှင်းလင်းလင်းမြင်ရတယ်။ဘယ်ဟာတွေကပျက်စီးမှုများမယ်။ဘယ်ဟာတွေကနည်းတယ်ဘယ်လိုဖြစ်တယ်ဆိုတော့သိတောင်လို့ကြားထားတဲ့မျိုးပုံလို့ခေါ်ပါတယ်။သူကကြတော့ဟိုတွေးကြည့်တယ်တွေးကြည့်ချက်တွေအများကြီးရယ်။သမိုင်းဆိုင်အားရငလင်းပတ်တန်းနေရယ်။နောက်တစ်ခါဒီဟိုဒီကျွန်တော်တို့ဖြစ်နိုင်တဲ့ဒီပညာရှင်တွေရဲ့တခြားနိုင်ငံတွေရောအားလုံးနဲ့ရှင်ပြီးတော့တွေးခေါ်ယူဆချက်တွေကိုဒီကအခြေခံတဲ့သဘောဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာငလင်း NL နဲ့ပတ်သက်ပြီးတော့အမျိုးသားအဆင့် ငလင်ဘေးရနဲ့ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်ဆိုတာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ဒါ့အပြင်တိုင်းဒေသကြီးအလိုက်စီမံချက်တွေလုပ်ငန်းစီမံချက်တွေလည်းချမှတ်ခဲ့ပါတယ်။ငလင်ပညာရှင်လည်းဖြစ်သလိုလက်ရှိ NUG လက်စစ်နဲ့စွမ်းအင်ဝင်ကြီးတာဝန်ယူထားတဲ့ဦးစိုးသူအထွန်းကပြည်သူအစိုးရခက်မှာဒီလို ဖြစ်ခဲ့ရင်အ ਨੇ ဆုံးတဝက်တတ်တာနိုင်မယ်လို့ယုံကြည်ကြောင်းလူမှုကွန်ရက်မှာရေးထားပါတယ်။ဟိုပြည်သူအစိုးရခက်မှာတာဖြစ်ခဲ့ရင်ကျွန်တော်အများကြီးမူရင်းမတိုင်ခင်ပေါ့နော်မလုပ်ခင်မှာလည်းတတ်တာအောင်လေစိတ်တကြလုပ်နိုင်မယ်။ နောက်ပြီးတော့ဖြစ်ပြီးတဲ့အခါမှာလည်းကျွန်တော်ကောင်းအောင်ကဲတင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီလိုဘာကြောင့်ပြောနိုင်ရသလဲ။အာနာမသိငင်အထိငလင်းပညာရှင်တွေကဘာတွေလုပ်ခဲ့ကြသလဲ။ဆက်ကြည့်အောင်ပါ။တကယ်တမ်းကျတော့ကျွန်မပြည်ရဲ့ဒီသကိုင်းပြည်ရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့မြေလူရတစ်ခုကဘေးတိုက်ယွိနေတာအမြဲတမ်းယွိနေရအောင်။ယွိနေတဲ့အချိန်မှာသူကကာလာတစ်ခုမှာငလင်းလုတ်ဖို့နီးလာပြီပေါ့နှစ်တည်နီးလာပြီဆိုတဲ့အခါမှာတုံဆိုင်သွားတတ်တယ်။သူကအိမ်အားကိုသူကစုလိုက်တာပေါ့နော်။စုပြီးတော့မရတဲ့အချိန်မှာယုံနေပြတ်ထွက်သွားတဲ့အချိန်မှာငလင်းကြီးလုတ်တယ်ပေါ့နော်။ ဲ့တော့စောင့်ကြည့်ဖို့အတွက်မြေတုရက်တွေပေါ်မှာကျွန်တော် GPS ပေါ့နော် permanent GPS system ပေါ့နော် ပုံသေးချထားတဲ့တိုင်နေနဲ့အဲ့ဒါတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့စနစ်ကျချထားပါတယ်အဲ့လိုချပြီးလုပ်ခဲ့တယ်ကိုကျွန်တော်တို့2006လောက်ကစပြီးကျူးစားခဲ့တဲ့ခါမှာကျွန်တော်2010လောက်နောက်ပိုင်းမှာကျွန်တော်စပြီးချနိုင်ခဲ့တယ်ပေါ့မြန်မာပြည်ရဲ့နောက်အောက်တောင်ဘက်ချမ်းမှာ၄ခုဘက်ဖော့ပြည့်ရရဲ့အရှိဘက်မှာ၂ခုနောက်ဘက်မှာ၂ခုပေါ့နော်အပေါ်ဘက်ချမ်းမှာမန်လေးဘက်ချမ်းမှာလည်းချင်းတောင်အထိပေါ့နော်ရှိနေအောင်ကျွန်တော်တို့ခွာပြီးတွားလို့ရတဲ့နေရာတွေမှာစတေရှင်တွေချပြီးတော့ တိုင်းနေဒါတွေကိုလည်းတောက်ချောက်စောင့်ကြည့်နေခဲ့တယ်ပေါ့နော်နောက်တစ်ခါကလင်တိုင်းဆက်တီကျွန်တော်တို့တောက်ချောက်ဂျမပြည်ထဲမှာတရားဝင်ဒီနိုင်ငံတကာနဲ့ပေါင်းပြီးချခဲ့တာတွေလည်းရှိတယ်အဲ့ဒါဥပမာအမေရိကလည်းရှိတယ်တရုတ်ကလည်းရှိတယ်စင်ကာပူက EOS ဆိုတဲ့ဒီ Earth Observatory of Singapore ပေါ့နော်ဒါလည်းကျွန်တော်2006လောက်မှာကျွန်တော်တို့ ਨੇ အမေရိကမော်မော့ခိုင်နဲ့တူပွဲလုပ်ကြရင်လည်းဒါအောင်စမိတီထောင်ပြစ်တာပါမိတော်မှုတွေအစင်ကူဆိုးရရလဲအားပေးတယ်တွေစောက်ခဲ့ပါအဲ့ဒီကလည်းသူတို့ကလည်း GPS တွေရောငနေတိုင်းစက်တွေရောဒါချတာခဲ့တယ် နစ်စင်လဲကျွန်တော်ဒီ data တွေ download လုပ်တာတွေ app လုပ်လုပ်တာတွေတော့တောက်လျှောက်တယ်လုပ်တယ် online ကလည်းကျွန်တော်တောက်လျှောက်တက်နေရရှိတယ်ပေါ့အနာသိမ့်ပြီးနောက်ပိုင်းပညာရေးဆိုင်ရာတိုင်းတာတွက်ချက်မှုတွေလောက်ကံမှုဘာတွေအခက်အခဲရှိခဲ့ပါသလဲဘာကြောင့်မဖြစ်သင့်တာတွေဖြစ်ကုန်ခဲ့ရပါသလဲဒါပေမဲ့အနာသိမ့်ခံရပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုအဆင်မပြေတော့ဘူးတိုင်းထားတဲ့ data တွေကလည်း update မဖြစ်တာဘူးတခါဆင်းပြီးတော့တိုင်းမှုအတွက်လည်းခွင့်ရရလည်းမရဘူးဟိုဒီလိုတွေတောက်လျှောက်ဖြစ်တယ် ဟောနော်အဲ့ဒီကောင်မှကျွန်တော်တို့ကတော်တော်များဆက်တွေကိုပြန်ရုပ်လိုက်ရတာတွေရှိတယ်။တချို့ဆက်တွေကတော့ဆက်ပြီးတော့ကြံနေတယ်။အဲ့ဒီကောင်မှလည်းသူတို့ရဲ့လက်စစ်တားအားရဖို့တွေသူကတွေလွှင့်နိုင်မှုအတွက်ကကျွန်တော်တို့ဂျိုဒူးစနစ်ကိုအိုက်ခစ်အစိုးရတွေရဲ့အထိအောင်ပြီးတော့ကျွန်တော်တယ်လီဖုန်းစစ်ကနေတွေကနေတစ်ဆင့်ပို့ရတယ်ပေါ့နော်။သူကအမတန်မှကြောက်တတ်တဲ့ဟိုစစ်တပ်ပြည်ပြည်အမတန်ကြောက်တတ်တဲ့သူတွေဆိုတော့ကျွန်တော်တို့ကဒီပြည်ပြည်ကအချက်လက်ကလေးကဏ္ဍလေးကိုပြနေအောင်ပဲသူကအတန်ဖမ်းမှလားတို့တမ်းမမှာကြောက်တယ်ဆိုရင်တော့အနားမှာမဟုတ်တာလို့လို့ပေါ့နော် ဒီကနေ့တော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေနောက်ဆက်တွဲငလင်နေနဲ့အကြောင်းကြီးတွေအကြောင်းတချို့တိုက်တွေပြိုပြီးတော့တချို့တိုက်တွေဘာဖြစ်လို့မပြိုသလဲပြိုတဲ့အတက်အဆောက်အုံတွေဘာဆက်လုတ်တင်တယ်လဲစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ဆရာဆွေးနွေးထားတာကိုလည်းနောက်ရက်တင်မှာဆက်လက်တင်ပြမှာဖြစ်ပါတယ်